အခုချိန်ကတော့နေသမီးရဲ့အပျော်ဆုံးအခိုက်အတန့်လေးပါမတွေ့တာကြာပြီဖြစ်တဲ့သူ့ယောက်ျားနဲ့အရန်လွမ်းနေတဲ့အကြောင်းလေးပြောပြချင်နေတဲ့အချိန်ပါပဲဒေါသထွက်စရာကောင်းတဲ့ကိစ္စတခုရင်းမိလို့သွားပါတယ်နင်တို့သိကြညာလားနေသမီးကလေးရက်တစ်ပြည့်အတွင်းမှာသူနေတဲ့နေရာကိုရောက်လာခဲ့ပါတော့တယ်လူမျိုးကသူ့ရဲ့ရွှေသစ်ပင်ကိုတူးနေကြတာဖြစ်ပြီးနေသမီးကဂါရာနဲ့သူတို့ကိုချင်းချောက်လိုက်ပါတယ်တခိုးတွေလည်းကြောက်ပြီးတော့မှထွက်ပြေးသွားကြပါတယ်သဘောကောင်းတဲ့နေသမီးကတော့သူတို့ကိုဒီတိုင်းလွတ်သွားလိုက်တာဖြစ်ပြီးအခုချိန်မှာတော့အောက်လန်းဂါရာရဲ့အချုပ်နှောင်ကနေလွတ်သွားတဲ့ဦးလေးကအိမ်ကိုရောက်လာခဲ့ပါပြီ သူကတော့အရန်ကိုဒေါသလေးထွက်နေပြီးတော့သူ့ရဲ့နောက်ထပ်မိ ਆ ကိုလည်းတက်ကျင်နေတာပါအဲ့ဒီမိမအကြောင်းပဲသူ့ရဲ့အခြေဆုံးမိမတေခဲ့ရတာပဲဖြစ်ပါတယ်သူကသူ့ရဲ့သမီးကိုသူ့ရဲ့နောက်မယားအကြောင်းနဲ့အတင်းမေးတဲ့အခါမှာသူဟာနောက်မယားကသူ့ကိုအနောက်ကနေဒုံးနဲ့မူအောင်ရိုက်လိုက်ပါတော့တယ်ညသမီးကသူ့ရဲ့သမီးစီရောက်လာတဲ့အချိန်မှာတော့ကောင်မလေးကစပားရဲ့အခွန်လေးကိုခွာနေရတာကြောင့်ပဲပွဲသွားလို့မရဖြစ်နေရပါနတ်သမီးကတော့သူ့ရဲ့ဂါရာနဲ့စပားတွေကိုဖြူပွင့်နေတဲ့စံပြေသွောင်းအောင်လုပ်ပေးလိုက်ပြီးကောင်မလေးလည်းအရန်ကိုပြော်ပြီးတော့သူ့ရဲ့အမေကိုကျေးဇူးတွေတင်နေပါတော့တယ်။ လက်သမီးကသူမရှိတဲ့အချိန်မှာသူသမီးဒုက္ခအများကြီးရောက်ခဲ့တဲ့အကြောင်းလေးကိုသိနေပြီးအဲဒါကြောင့်ပဲခြေစနှုန်းနဲ့နောက်တစ်ခါဒုက္ခမရောက်စေဘူးလို့ပြောနေပါတယ်အခုချိန်မှာကောင်မလေးရဲ့မိတွေနဲ့သူ့ရဲ့သမီးကရောက်လာခဲ့ပါတယ်စပားတွေအခုခွာပြီးတော့ပြီးပြီလားလို့မေးနေပါတယ်ဖြူဖွေးနေတဲ့စံတွေကိုတွေ့တဲ့အခါမှာတော့ကောင်မလေးကိုပြဿနာလာရှာတဲ့တာမင်းယောက်ကအယံကိုအံ့ဩနေပါတယ်သူရဲ့ညီမလေးကလည်းထားပြီးတော့အောင်းနေခဲ့ပြီးဘာကြောင့်လဲဆိုတော့သူဟာကောင်မလေးကိုပွဲမသွားစေချင်တာပါအဲလိုမှမဟုတ်ရင်တော့သူချစ်တဲ့ယောက်ျားကကောင်မလေးရဲ့အနာမှာတဝဲလေးလေးလုံနေမှာဖြစ်ပါလေ ကောင်မလေးမသွားပြအောင်သူကဟင်းကြံတွေကိုကောင်မလေးခေါင်းပေါ်ကနေလောင်းချလိုက်ပါတယ်။ကောင်မလေးကလည်းအနိုင်ကျင့်ခံနေရတာနေသားကျနေပြီမို့လို့ဘာမှပြန်ပြီးတော့မလုပ်ပါဘူး။နတ်သမီးကကောင်မလေးစီကိုပြန်ရောက်လာတဲ့ချိန်မှာမိုးကတော့ချုပ်နေပါပြီ။နတ်သမီးကသူ့ကိုဂါရာနဲ့ကောင်မလေးကိုအဝိစားလဲပေးလိုက်ပါတယ်။ကောင်မလေးလှလုံးတာကြောင့်ပဲဘဲလီတော်မှာချီးကျူးနေပါတယ်။ပြီးလို့ရှင်တော့နေသမီးကကောင်မလေးကိုပွဲသွားဖို့တဲ့ခေါ်သွားလိုက်ပါတယ်။ကောင်မလေးကိုပန်းမှန်ပြီးတဲ့အခါမှာရှင်မင်းသမီးလိုလှပနေပြီးတော့ကောင်မလေးကပို့ပြီးတော့တောင်းလှသွားရပါတယ်။ ပွဲလေးကိုရောက်လာခဲ့ပြီးတော့သူ့အမေအတွက်သဲပုံနေတဲ့အချိန်မှာမင်းသားနဲ့တွေ့သွားပါတယ်။မင်းသားအတူကိုတွေ့တာနဲ့ပဲသူရှာနေတဲ့ကောင်မလေးဖြစ်မယ်။တန်းပြီးတော့တွေ့သွားခဲ့ပါတယ်။ဒါမှလည်းမင်းသားကတော့သူ့ဘယ်လိုလဲဆိုတာကိုပြောပြတဲ့အချိန်မှာကောင်မလေးကမျက်နှာပြတ်သွားခဲ့တာပါ။ဘာကြောင့်လဲဆိုလို့ရှင်တော့မင်းသားကသူ့ရဲ့ညီမလေးကိုရွှေလက်ကောက်ပေးခဲ့တာကြောင့်ပဲမင်းသားကိုစိတ်များနေတင်ပြီးတော့မှသူ့ရွာကကောင်လေးနဲ့ပွဲလေးကနေထွက်သွားပါတော့တယ်။မြန်မာပြည်အိမ်ပြန်ရောက်သွားတဲ့အချိန်မှာတော့သူ့ယောက်ျားနဲ့ကြိုးတုတ်ခံရတာကိုတွေ့ရပြီးသူကခါထာနဲ့ပြင်ချင်းပေမဲ့ ဂျိုးဘုံကအောက်လန်းကာရာရှိတဲ့အတွက်ဒီတိုင်းပဲပြန်သွားရပါတယ်။နောက်နေ့မှာတော့နေသမီးကကောင်မလေးကိုသူ့ရဲ့ရွှေသစ်ပင်နာခေါ်လာပါတယ်။သူ့တောင်းနေတဲ့ရွာသားလေးကိုကြည့်ပြီးတော့ကောင်မလေးကိုပြောပြပါတယ်။အဲ့လိုပုံစံနဲ့ဇက်ပြီးတော့မယ်ဆိုရင်တင့်မကြခင်မှာသူတို့တမိသားစုလုံးပြန်ဆုံတော့မှာပဲဖြစ်ပါတယ်။ကမာလီကလည်းဝမ်းသာနေသလိုသူကဒီလိုနေရက်တွေကိုရောက်လာဖို့အတွက်စောင့်နေခဲ့တာ၁၀နှစ်တောင်ကြာခဲ့ပါပြီ။ ဒါပေမဲ့လည်းဒီရအားလုံးကအိမ်မက်တစ်ခုလိုဖြစ်နေပြီးဦးလေးနိုးလာတဲ့ချိန်မှာသူ့ရဲ့ဘေးမှာသူ့အခြေဆုံးမိမမဟုတ်လို့ဒေါသကြီးထွက်ပြီးတော့သူ့ရဲ့နောက်ထပ်မယားကိုကရင်မော်ကကန်ချလိုက်ပါတော့တယ်။သူ့ရဲ့နောက်ထပ်မယားကိုသွားပြီးတော့ရဲမလို့ပဲအောက်လန်းကရာကသူ့ကိုထပ်ပြီးတော့ထိန်းချုပ်လိုက်ပါတော့တယ်။နတ်သမီးရဲ့ရွှေသစ်ဘေးမှာလာပြီးတော့ဆူတောင်းတဲ့လူတွေအရန်ကုန်များလာတဲ့အခါမှာဘေးကြီးလည်းရောက်လာခဲ့ပါတော့တယ်။ဘေးကြီးကလူကိုကန်ကောင်းစေတဲ့ရွှေသစ်ဘေးပြင်ပန်းတည်တာကြောင့်ပဲနန်းတော်တွေကိုယူသွားဖို့တဲ့စစ်သားတွေကိုတူခိုင်းတာပါ။ ဒါမှလည်းနေသမီးရဲ့ကာရာကသူတို့ကိုတားထားတာဖြစ်ပြီးဘီအန်ကြီးကျတော့မကြောက်တဲ့ပြင်တူးနေနေလို့ရှိရင်ဆူချမယ်လို့အမေထုတ်ပြန်လိုက်ပါတော့တယ်။ရွာကအောင်လန်းဆရာကလည်းချက်ချင်းပဲရောက်လာခဲ့ပါတယ်။သူကအောင်လန်းပညာနေနေတတာနဲ့ပဲကိုကိုကိုအတင်ကြည့်ပြီးတော့ထိတ်ဆုံးကနေလာတူးဖို့ကြိုးစားတာပါ။ဒါမှလည်းရွှေတစ်ပင်ကိုမကတ်နိုင်မနဲ့လွင့်ထွက်သွားခဲ့ပါတယ်။အဲ့လိုနဲ့သူလည်းကြောက်ပြီးတော့အမြန်ဆုံးပြေးထွက်လာခဲ့ပါတယ်။ တဖက်မှာတော့ကောင်မလေးရဲ့ညီမလေးကယောဂကောင်လေးကိုဖွံ့ဖြိုးနေတာဖြစ်ပြီးသူကယောဂထဲမှာနာမည်ကြီးတဲ့မင်းမချိုးလေးမျိုးအောင်မြင်မယ်ထင်ပြီးတော့ကောင်လေးကျတော့သူ့ကိုချက်ချင်းပဲငင်းဆန်လိုက်ပါတယ်။သူကကောင်မလေးကိုပဲကြိုက်နေတဲ့အကြောင်းကိုလည်းပွင့်ပွင့်လင်းလင်းပြောပြလိုက်တာဖြစ်ပြီးညီမလေးလေးပေါက်ကွဲသွားခဲ့ပါတယ်။ဘာလို့များလူတိုင်းကကောင်မလေးကိုပဲကြိုက်နေလဲဆိုတာသူလုံးဝနားမလဲပါဘူး။သူအကြီးမားဆုံးအတားစီကိုဖျက်ဆီးပြဖို့တဲ့သူဟာညာဘက်မှာမင်းနဲ့ကောင်မလေးနေတဲ့အိမ်ကိုရောက်လာခဲ့ပါတော့တယ်။ညီမအောင်ဆင်မဆိုးပါနဲ့။နေသာမရှိရင်လူတိုင်းကငါးနားမှာဝိုင်းဝိုင်းလည်နေမှာ။ သူအဲလိုပြောပြတာနဲ့ပဲတဲအင်ကိုမိနဲ့ရှုပ်ပြလိုက်ပါတော့တယ်။ကမာလေးထပြေးကျင်တဲ့အချိန်မှာတကားကတော့ခက်ထားတာဖြစ်ပြီးသူ့ရဲ့ညီမလေးကျတော့အဝေးကနေပြုံးပြီးတော့ကျင်နေပါတော့တယ်။အခုချိန်မှာနတ်သမီးရောက်လာခဲ့ပြီးတော့သူ့ရဲ့ဂါထာနဲ့မိကိုချက်ချင်းငိမ့်ပြလိုက်ပြီးအဆောင်မှာပြောင်းနေတဲ့ညီမလေးဟာလန့်ပြန်သွားခဲ့ပါတယ်။ဒါပေမဲ့ဆုံးသွားတဲ့ကမာလေးအမေကနတ်သမီးကိုပြန်ပြီးတော့ပေါ်လာတာကိုတွေ့တော့ကြောက်ပြီးတော့မှသူ့မိစီကိုပြန်သွားလိုက်ပါတယ်။နတ်သမီးကတော့သူ့အချင်းကြီးပြန်ရောက်လာနိုင်တဲ့အကြောင်းကန်နီယာကိုအရင်ကျေးဇူးတွေတင်နေပါတယ်။ နောက်နေ့ကောင်မလေးဟင်းချက်ဖို့တဲ့လုံနေတဲ့အချိန်မှာသူ့ရဲ့မိတွေကရိုးတရက်ဝင်လာပြီးတော့သူ့ရဲ့စပင်းကိုလာဆွဲပါတော့တယ်။ပြီးလို့ရှင်ရွှေသိပင်ရဲ့ရှိကိုဆွဲသွားလိုက်ပြီးလူတွေအားလုံးရဲ့ရှိမှာကောင်မလေးကိုရွှေသိပင်အတင်းတူခိုင်းနေပါတော့တယ်။ကောင်မလေးဟာမတူးကျင်တာကြောင့်တောင်းပန်နေပေမဲ့လည်းသူ့ရဲ့မိတွေကသူ့ကိုအတင်းပဲတူခိုင်းနေရပါ